အိမ်ရဲ့အငြိချင်းကဘာလဲလို့မေးမယ်ဆိုလို့ရှိရင်အနုဋ္ဌာဏတက်တက်ကြွကြွအလုံးမလုံးချင်းဟာအိမ်ရဲ့အငြိချင်းပဲအိမ်ပေါ်မှာနေတဲ့အခါမှာတန်တန်ပြပြမနေတတ်လို့ပြင်းရည်နေတဲ့ပုံကိုယ်တွေနေတဲ့အိမ်မှာဆိုရင်အိယာထဆောင်းမခောက်တာကအစားကိုယ်ရောက်ကာယအမိုက်တဲ့ဒီရှုပ်ပွားပြီးကိုယ်နေတဲ့နေရာဟာတန်ပြမှုမရှိဘူးအငြိချင်းတွေပဲအနုဋ္ဌာဏဆိုမကြိုးစားခြင်း မတက်ကြွခြင်းလုံလဝီရိယကင်းမဲ့ခြင်းဟာအိမ်မှာနေတဲ့ပုဂ္ဂိုလ်တွေအိမ်ရဲ့အညစ်အကြေးတွေပဲလို့ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားဆိုလိုတာကကိုယ်အိမ်ကိုယ်ရာနဲ့အိမ်မှာအဆောက်အုံမှာနော်အဆောက်အဦးနဲ့နေကြတဲ့အခါမှာတန်တန်ပြန်ပြန်ကြည်ကြည်နွိနွိဖြစ်အောင်လှလပပပြင်ဆင်လို့စနစ်တကျထားပြီးဒီလိုနေတဲ့ပေါ့ဒီလိုဆိုလိုတာပေါ့အိမ်ထဲမှာနေပြီးတော့ဖြစ်ကြတဲ့ဆံမနေဘဲနဲ့ တန်တန်ပြတ်ပြတ်ဂျီနူးဝဲဖြစ်အောင်အိမ်မှာအမြဲတမ်းတန်းစင်နေအောင်တန်ရှင်းနေအောင်ဒီလိုထားတဲ့နေကြိုးစားအားထုတ်တဲ့နေလို့အကယ်၍အဲ့ဒါလို့မလုပ်ဘူးဆိုလို့ရှိရင်အိမ်ဟာအိမ်ထဲမှာရှုပ်ပွေနေပါဒါကအတွင်းနဲ့ပြောတာနောက်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် maintenance ဆိုတာအမှန်တမ်းလို့မြန်မာလူမျိုးတွေအားအနေဆုံးပဲ maintenance ကပြောရမယ်ဆိုရင် ငွေကြေးကုန်ကြခံပြီးတိုက်ကြီးတွေစောက်ဦးကြီးတွေစောက်တယ်လှူလို့ရှိရင်လည်းတိုက်ကြီးတွေစောက်ဦးကြီးတွေလှူရမ်းကြတယ်ပြီးတဲ့အခါကျတော့ပြုပြင်ထိမ့်သိမ့်မှုဆိုတာလုံးဝမရှိမရှိတော့ဘာဖြစ်လဲဖျားတွေဆိုရင်ညောင်မင်းပေါက်တဲ့တိုက်တွေဆိုရင်လည်းညောင်မင်းတွေပေါက်နေတယ်ပျက်စီးဆုံးရှုံးကုန် maintenance မရှိတာ အနုဌာနမလာကြတာအစာဦးတွေဆောက်လုပ်ထားတဲ့အစာဦးတွေတန်တန်ပြတ်ပြတ်မထားရင်ပျက်စီးတယ် လမ်းနေမှာလည်းပဲတန်တန်ပြန့်ပြန့်မလုပ်ဘူးဆိုလို့ရှိရင်လမ်းနေပြည့်စည်တယ်အိမ်နေမှာလည်းပြည့်စည်တယ်ရေမြောင်းနေလည်းပြည့်စည်တယ်အနုဋ္ဌာဏမလားကရာအလုံးမလုပ်ဘူးဆိုလို့ရှိရင် လောကကြီးတစ်ခုလုံးဟာယိုယွင်းပြိုကျပြည့်စည်သွားနိုင်တယ်လို့မြတ်စွာဘုရားကဒီတတိပေးတဲ့စကလုံးလေးဟာတာမန်စကလုံးမဟုတ်ဘူးအလွန်ကြီးမားတဲ့အနုဋ္ဌာဏမလားကရာစီပင်တာယာရဲ့ဆောင်မုတ်တောင်လှုပ်ဖို့ကောင်းတယ်နော် မိန်တိန်နဲ့ရှိရမယ်မြို့တာယာတန်ရှင်းဖို့ဆိုင်းဘုတ်ကလေးတွေချိတ်လို့မရဘူးကိုယ်တိုင်လက်တွေ့နေစင်နဲ့မြတ်တန်ရှင်းပြီးတော့နေဖို့စီပင်တိုးတဲ့နေအောင်ဟာအမြဲတမ်းဥဋ္ဌာဏလို့ဆိုတဲ့တက်တက်ကြွကြွဆောင်ရွက်လုပ်ကိုင်နေမှသာလေတန်ရှင်းခြင်းစင်ကြယ်ခြင်းဆိုတာရှိတယ်နော်အဲ့ဒါမြတ်မပြေမအားလဲနေတုံးပဲမြတ်မလူမျိုးတွေတရားတရားအလွန်ကောင်းတဲ့ဆောင်းဦးကြီးတွေစောင့်တယ် ဆောက်ထားတဲ့အဆောက်အဦကြီးတွေနောက်ထပ် maintenance လုပ်ဖို့ခေါင်းထဲမထည့်ဘူးတပြေးပြေးပြက်ပြက်ပြက်ပြီးတော့ယူရင်းပျက်စီးသွားတယ်အနေထားမျိုးတွေရောက်တော့ဒါတွေကတတိထားစရာမြတ်စွာဘုရားကိုယ်တိုင်ကအနုဌာဏမလာကရာတဲ့အဆောက်အဦတွေဟာနော်ခရီးမဆိုင်ဘူးမကြိုးစားဘူးမပြုတ်ပြင်ဘူးဆိုလို့ရှိရင်ဒါအညစ်အကြေးတွေပဲဒီအညစ်အကြေးတွေကိုရှောင်ရှားဖို့အတွက် maintenance အမြဲတမ်းဂရုစိုက်ပြီးတော့ထိမ့်သိမ်းဆုံးရှောက်ရမယ်။ဒီလိုထိမ့်သိမ်းဆုံးရှောက်မှု လုံးမသားလဲအစာအုပ်တွေဟာကြားရှိတည်ထက်မယ်။လမ်းတွေကြားရှိတည်ထက်မယ်။ဒီလိုဆိုလိုတာပေါ့နော်။ဒါကြောင့်မို့အလုံးအရေးပါတဲ့မြတ်စွာဘုရားရဲ့အဆုံးအမလောကကြီးတစ်ခုလုံးမြို့နယ်ကြီးတစ်ခုလုံးကျေးရွာတစ်ခုလုံးတရားလပ်ပဖို့အတွက်ကဥဋ္ဌာဏကျိုးစားအထောက်မှုကအလွန်အရေးကြီးတယ်ဒီလိုဆိုတာ